အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ခွန်အား channel ကနေကြိုဆိုလိုက်ပါရစေ။ကျမကတော့စာဖတ်သူ K ပဲဖြစ်ပါတယ်။ကျမဖတ်ပြမယ့်ဝိထုတူလေးကတော့စာရေးဆရာမမမအင်းအားရေးသားထားတဲ့မျောလင်းချင်းနဲ့အတူဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါရစေ။မျောလင်းချင်းနဲ့အတူအလွန်အေးဆက်မွန်းကျက်နေတဲ့အခန်းထဲကနေကျမကို ထုတ်ယူခေါ်ဆောင်လာကြတယ်။ဒီခန်းထဲမှာ တညလုံးအိတ်ဆက်နေခဲ့ရတဲ့ကျမဟာ အခုမှပဲပြင်ပကဘာရဲ့အလင်းရောင်ကို ထိတွေ့ခန်းစားရတော့တယ်။လူတွေရဲ့အရေးရောင်ကို မြင်တွေ့ရတော့တယ်။လူတွေရဲ့အတန်နဲ့လှုပ်ရှားမှုကို သိမှတ်ရတော့တယ်။တိကြားကဘာထဲမှာဘဝရဲ့နောက်ဆုံးနေ့ရက်တွေကိုကုံလွန်စေခဲ့ရတဲ့ကာလတွေဟာ ရှည်လျားလှပါတယ်။အဖော်ရရှိပေမဲ့အဲ့ဒီအဖော်ရဟာကျမဘဝတစ်လျှောက်လုံးပေါင်းတင်းဆက်ဆံခဲ့တဲ့အဖော်ရလိုပဲ။ ကျမနဲ့ကင်းလို့ဝေးကွာနေတဲ့သူတွေသာဖြစ်တယ်။ဝိညာဉ်ကဘာမှတောင်းကျမဟာတပားသူနဲ့ရောရှက်မရပါလားရဲ့လို့တိမှတ်ရပြန်တော့တယ်။ကျမဟာအလှပကိုကြိုက်နဲ့တတ်တတ်သူဆိုတာကိုတော့သူတို့မမေ့ကြသေးဘူး။အထူးသဖြင့်ကျမအလိုကိုအမြင်ဆန့်ကျင်ခဲ့တဲ့ဖေဖေကမမေ့ဘူး။ဖေဖေကသူ့ကိုလှလှပပ ပြင်ပေးလိုက်ကြပါလို့ပြောနေတယ်ထင်ရဲ့။ကျမက အလွန်ကောင်းမှသူအစွဲလန်းကြီးသူဆိုတာကိုလေကျမရဲ့မမကမမေ့ဘူးကျမသုံးတဲ့မိကက်အယောင်ဟာအလွန်ရင့်နေကျမကမျက်နာပေါ်မှာမိကက်လိမ့်မထားဘူးလို့ထင်ရအောင်မိကက်လိမ့်တဲ့သူဖြစ်တယ်ညိုမောင်နေတဲ့ကျမအသားအယောင်ဟာခုခေတ်မှာအလွန်အသုံးနှဲလာတဲ့ပင်ခရိုမိကက်နံပါတ်29နဲ့ရောထွေးသွားတတ်တယ်မမက ကျမသုံးတဲ့အလှပြင်ပစ္စည်းတွေကိုတယ်ဆောင်လာတာတော့ကျေးဇူးတင်စရာပါပဲ။ ။ "तू အခုချိန်မှာဘာយ៉ាងဝှစ်ချင်နေသလဲဆိုတာမသိချင်လိုက်တာ။"လို့ညီမငယ်ကပြောတယ်။ကျမက"အဝါយ៉ាង"အဝါយ៉ាង"လို့ပြောနေပေမဲ့သူတို့ဘယ်ကြားရပါမလဲ။ကျမငယ်ငယ်ကအပြာយ៉ាងကိုကြိုက်တယ်။ကြီးလာတော့အဝါយ៉ាងကြိုက်တယ်။ဒါပေမဲ့ကျမကအပြောင်းလဲများတတ်တဲ့မိန်းကလေးတော့မဟုတ်ခဲ့ပါဘူး။အပြောင်းလဲမလုပ်တတ်လို့လည်းကျမနဲ့ကျမရဲ့အိမ်သားတွေကင်းကွာခဲ့ရတယ်။ ကျမကသူတို့ကိုနားမလဲလက်မခံနိုင်တယ်လို့သူတို့ကလည်းကျမကိုနားမလဲလက်မခံခဲ့ကြပါဘူး။ကျမကိုအစ်တလွင်ဆုံးအပြာရောင်ဝတ်စုံလေးဝတ်ဆင်ပေးကြတယ်။ကျမအကြိုက်ဆုံးဝတ်စုံမဟုတ်ပေမဲ့စိုးတော့မစိုးပါဘူးလေ။ကျမရဲ့ရုပ်တွင်လဲကြည်ပြော်ရှုပြော်ဖြစ်လာပါဗျ။တကယ်တော့ညီမ၃ယောက်ထဲမှာကျမကရုပ်အဆိုးဆုံးလေ။ဒါပေမဲ့ပြင်ထက်ဆင်တက်လို့ကြည်ကောင်းတယ်လို့ဖဖေကအမြဲပြောတာပဲ။အယုတ်ဆိုးလို့အပေးတာလဲဖြစ်နိုင်ပါတယ်။ ကျမငငယ်ကဆာလဲအတော်ဆုံးပဲတဲ့ဒါပေမဲ့အခုတော့ကျမကညီအစ်မ၃ယောက်ထဲမှာအနှိမ်ဆုံးနေရာမှာပဲရှိခဲ့ပါတယ်ဒါဟာလဲဖေဖေကသူချမှတ်ပေးတဲ့လမ်းကို လိုက်နာမှုရှိခဲ့လို့လို့အမဲအပြစ်တင်ပါတယ်အင်းလေကျမကကျမဝါသနာမပါတဲ့အလုပ်ကို လုံးလိမ့်မှမရှိတာဖေဖေကကျမကိုလာကြည့်တယ်ကျမနှုတ်ခမ်းကို တင်းတင်းစိတ်ထားတယ်ဟုတ်ပါတယ်စောစောကလေးကစိတ်ထားတာပါ ကျွန်မရဲ့ရုပ်ခန္ဓာကိုကျွန်မပိုင်တော့တာမှမဟုတ်တာဖေဖေချက်ချင်းမျက်နှာလွှဲသွားတယ်မမကငိုတယ်အိုးမမကဖြင့်ငိုတာတောင်လှနေတာပါပဲလားမမကျွန်မအဲ့အတွက်တကယ်ပဲဝမ်းနေနေတယ်လားဒါမှမဟုတ်ဝမ်းနေပြရမယ့်အချိန်မို့ဝမ်းနေတာလားကျွန်မမဝေခဲ့တတ်ဘူးသူတို့ကာလာဒေတာကိုလိုက်ပြီးအယောင်ပြောင်းထက်ကြတာမဟုတ်လားညီမလေးကတော့ တကယ်ဝမ်းနဲ့ပန်းနဲ့ငိုရှာပါတယ်အိမ်မှာလဲငိုခဲ့တယ်ဆိုတာသိတာတယ်မျက်နာလေးဖောင်းအိပ်နေတာပဲအဝတ်အစားလဲတင့်ရဆွဲဝယ်လာတဲ့ပုံပဲမမကတော့စနစ်တကျရွေးချယ်ဝတ်လာတာပါအနက်ရောင်လုံးကြီးဆိုပေမဲ့အသားအကောင်းစားမှုပြောင်းနေတာပဲအင်ကြီးအစိမ်းရောင်နဲ့လဲဟတ်နေတာပဲဆွဲတာအနက်လေးထပ်လိုက်တော့ဘာပြောစရာလိုလဲအသားပိုပြီးဖြူဝင်းထွက်လာတယ်လို့ပဲနှကန်းကအယောင်မပါပဲဆိုလက်နေတဲ့ဆိုးစည်းကိုဆိုးထားတာပဲ။ ရခုံမွေးကလည်းဆွဲထားတယ်လို့မထင်ရဘူး။ငကက်နဲ့လက်စွပ်ကိုလည်းအစိမ်းအောင်လဲဝတ်လာသေးတယ်လေ။ပန်းတွေပြင်တော့လေငါယုံကလူတွေကို၁၇နာရီရောက်လာဖို့ပြောထားတာ။မမကမျက်ရည်တို့တုံရင်ပြောတယ်။ဟုတ်ပါရဲ့။မမယုံကလူတွေကအင်မတန်အရေးကြီးတာ။သူတို့ရောက်လာတဲ့အချိန်မှာအလုံးလှလှပပအခန်းခန်းနာနာဖြစ်နေဖို့လိုတယ်။လူကြီးတယောက်ရဲ့သမီးပြီးတော့မမရဲ့ခင်မုန်းကလည်းအရာရှိတယောက် တည်သူအတွက်မလိုအပ်တော့ဘူးဆိုရင်တောင်မှကြံခဲ့တဲ့သူအတွက်တော့မျက်နှာပန်းလှဖို့တိခါရှိဖို့သိလိုအပ်တာနှင်းစီပန်းတွေကလှလိုက်တာအယောင်ကလည်းဆုံးအနံ့ကလည်းတင်းပြတ်မွေးနေတာပဲကျမခန္ဓာကိုယ်တစ်ခုလုံးပန်းတွေနဲ့ဖုံးအုပ်သွားတော့တာပဲပန်းတွေเจ้าမှအိတ်နေရတယ်လို့ပါပဲဒီပန်းတွေဟာဖေဖေနဲ့မမရဲ့အရှင်းဝါကိုပေါ်ပြဖို့ကျမကိုဖုံးလန်းထားကြတာလေဂုံတို့ရဲ့အဆောင်ရောင်တွေဆိုရင်တောင်မမပါဘူး ဒါပေမဲ့ကျမကအလှကြိုက်တော့ပန်းတွေချောင်းမှာနေရတာလဲကြိုက်ပါတယ်တခုပဲရှိတယ်အခုချိန်မှာကျမအမျော်လင်းဆုံးပန်းကရောက်မလာသေးဘူးအဲ့ဒီပန်းကလေးသာအချိန်မီရောက်မလာရင်ကျမရဲ့ခန္ဓာကိုယ်ဟာဖြောင့်တန်းစွာ လောင်ကျွမ်းနိုင်မှာမလားကျမရဲ့ဝိညာဉ်ဟာကျမရဲ့တက်မဲ့ရုပ်ခန္ဓာအပေါင်းမှာရွတ်ဝဲနေတာဒီပန်းကလေးတစ်ပွင့်ကိုစောင့်စားဖို့ပါပထမဆုံးဖိဖိရဲ့လုပ်ဖို့ကိုင်ဘက်လူကြီးတို့ဦးရောက်လာတယ်သူ့ရဲ့ဝိစားစင်ရင်ပုံက ဘလောက်ပဲယူရှင်းပါစေသူ့အသွင်ပြင်အမူအရာတွေသူစီးလာတဲ့ကားရဲ့အဆင့်အတွန်းတွေကြောင့်သူဘလို့လူလဲဆိုတာသိနိုင်တော့ပါတယ်အဲ့လိုလူမျိုးတွေရဲ့အမူအရာကဘယ်နေရာဘယ်ဒေသမှာပဲဖြစ်ဖြစ်သူတို့ကိုသူတို့တွင်ကျဲဝင်ဆက်တဲ့ပုံမျိုးရယူထားတဲ့သူတွေလေဖေဖေတို့လိုပုံစံမျိုးပါပဲဘလောက်များအရှင်ဝါယူထားတယ်လဲဆိုရင်တာမန်ယုံကြည်ကိုးစားမှုရှိတဲ့သူတယောက်သားဆိုရင်ဖေဖေရှိမှာ အလွန်သေးငယ်ကျုံဝင်သွားနိုင်တော့တယ်။ချစ်ရဖေဖေရှိမှာ ထိုင်နေရတာ မောင်ခန္ဓာကိုယ်လေးဟာတိတိလေးဖြစ်သွားသလိုပဲတဲ့။မောင်ကပြောဘူးတဲ့။မောင်ဟာ ကျမတို့မိသားစုကဘာတဲ့ကိုဝင်ရောက်ဖို့ထားအောင်မိသားစုနေတဲ့အိမ်ကိုပနာမဝင်ရောက်နိုင်ဖို့ပဲအတော်တက်တိမွေးရတယ်ထင်တယ်။ချစ်ကိုယ်တိုင်ကအိမ်မှာတတိတခြားပါမောင်ရဲ့။ချစ်နဲ့ပတ်သက်တဲ့သူတွေကိုလည်း ူတို့ကတိတ်မျောလင်းထားဖို့မရပါဘူးလို့မောင်ဝအားပေးရတယ်။ဟုတ်တယ်လေရုပ်ဆင်းတန်တန်ရောပညာရည်ချင်းရောမိသားစုထဲမှာကျမကအနှိမ်ဆုံးပဲ။ကျမဟာညီမချက်နဲ့ပါသူစူးစမ်းမှုမရှိသူရဲ့လို့သူတို့ကသတ်မှတ်ထားကြတာ။မမလို့လဲအရာရှိမကြီးဖြစ်မလာဘူး။ညီမလေးလို့လဲစိတ်တက်သူအကြောင်းသူမဖြစ်ခဲ့ဘူး။ဒါပေမဲ့ကျမစီမှာသူတို့မှမရှိတဲ့အရေးသွေးရှိနေတာ သူတို့ကအတိအမှတ်မပြုတ်ဘူး။ အတိမတ်ပြုဖို့လဲနားမလည်ကြဘူးကျမကသူတို့ထက်ပိုပြီး လောက အလှကိုရှာဖွေတတ်ခဲ့တာလူလောကထဲမှာဖြစ်ပျက်နေတာတွေကိုကျမတက်ဆွမ်းတဲ့အမှုပညာနဲ့တယုံဖော်နိုင်မှုကြိုးစားခဲ့တာဒါကြောင့်လဲကျမရဲ့ပကြီကားတွေဟာတက်ကြွတဲ့လူငယ်ပကြီးဆရာတွေကြားမှာဂုံယူဝင်ကြားစရာဖြစ်ခဲ့တာဒါတွေကိုတော့ဖေဖေကလုံးဝမခံစားတတ်ဘူးအထင်လဲမကြီးတတ်ဘူးလေငယ်စဉ်ကတည်းကကျမရဲ့အခန်းထဲမှာကျမရဲ့ခံစားချက်ကလေးတွေကို ရေးဆွဲချိတ်ဆွဲထားတတ်တာမမကဘာရီမှန်းလဲမသိဘူးအယူလိုပဲတဲ့ပကြီကားဆိုရင်လဲတန်းပွင့်လေးတွေစမ်းချောင်းလေးတွေလောက်သာမြင်ဘူးတာကျမရဲ့ငင်းချမ်းရေးဆိုတဲ့ပကြီကားကိုမမကဘာကြီးမှန်းလဲမသိဘူးတဲ့ဖီဖီကလည်းကျမကိုညီမလေးလိုဆရာဝန်ဖြစ်စေချင်တာဒါမှမဟုတ်လဲအစင်တန်းမြင့်တဲ့သူတယောက်နဲ့လက်ထပ်စေချင်တာကျမလုပ်နေတာတွေကိုနားမလည်ဘူးတဲ့ ဘွဲတစ်ခုရအောင်6နှစ်လောက်ပညာသင်နေရတဲ့ကျမကိုလည်းစိတ်မရှိဘူးတဲ့ကျမကတော့ကျမအမှုပညာကဘာထဲမှာစိတ်ရောကိုယ်ပါမြုပ်နှံထားရတာကိုပဲသိပျော်မွေ့တာသိကြည်နူးတာကျမနဲ့မဟာတယောက်နဲ့တယောက်တိတ်နားလဲကြတယ်တိတ်ဆိတ်ရှည်ကြတယ်ကျမတို့နှစ်ယောက်စလုံးဟာအမှုပညာဆန်တဲ့အင်္ဂလိပ်တစ်လုံးထဲမှာအတူနေဖို့ဆုံးဖြတ်ထားကြတယ်ကျမတို့ဘဝထဲမှာအမှုပညာမြောက်တဲ့ပကြီကားချက်လေးရှိရင် ပြည့်စုံပြီလေဒါပေမဲ့ဖေဖေကပြောတယ်တမီးရဲ့စိတ်ကူးမီရင်နဲ့ဒီတငယ်လိုပုံစံမျိုးနဲ့တမီးဘဝဘယ်တော့မှပြည့်စုံလာမှာမဟုတ်ဘူးတဲ့တမီးမေမေရှိခင်ကတည်းကဖေဖေကတမီးသုံးယောက်စလုံးကိုအထက်တန်းရောက်အောင်ပြုစုပြောင်းထောင်ပေးခဲ့တာဒီလိုကလေးကချေဘဝမှာပျော်ပိုက်ဖို့မဟုတ်ဘူးတဲ့လေ အမှုပညာဘဝကိုအထင်မကြီးတတ်တဲ့ဖေဖေတို့ကအိမ်ဦးကမ်းမှာမြမမို့မြမဟန်ပကြီကားတွေစောင်းကောက်ကြီးတွေရှင်းဟောင်းဝဘူးရုပ်တွေစောင်းစင်ကြီးတွေကိုတော့တခန့်တနာထားရတာပဲနော်ဒါတွေဟာဖေဖေတို့ဂုံတိတ်ခါမြမအောင်လူတွေအထင်ကြီးလေးစားအောင်ဒီပညာရှင်ကြီးတွေရဲ့လက်ရာနဲ့အကာအကွယ်ယူထားရတယ်ဆိုတာထင်ရှားမနေဘူးလားယင်အစပထမမှာတော့ကိုကိုကိုဆွန့်လွတ်ခြင်းအနစ်နာခံခြင်းတွေ ပြုံနံစူးစမ်းရခြင်းတွေနဲ့ရင်းခဲ့ရတယ်ဆိုတာဖေဖေနားလည်ဖို့ကောင်းပါတယ်။ဒီလိုစူးစမ်းနေရစဲကာလကိုဖေဖေကကလေးကချေဘွားလို့တတ်မှတ်လေသလား။အနာဂတ်အတွက်အားပေးအားမြောက်မပြုတ်တင်ပေဘူးလားဖေဖေရဲ့။အခုတော့လေကျမရဲ့ယုတ်ကလက်ရှိမှာကျမရဲ့ပုံသူပကြီးကားတစ်ချက်ကို တင်ထားဖို့သူတို့တတိယသေးတာပဲနော်ဒီပကြီးကားကိုမမကယူလာတာထိတ်အံ့ဩဖို့ကောင်းတယ်ဒီလိုနေရာမျိုးမှာ လူပုံအလဲမှာဒါကိုဂုံယူစရာလို့သိနေသေးတဲ့သူတို့ကိုလည်းကျေးဇူးတင်ရသေးတယ်။ဒါပေမဲ့လည်းတစ်ဖက်ကစဉ်းစားကြည့်ရင်ကျမရဲ့အချစ်တင်ကြတာလေးကို သူတို့ရဲ့ဂုံပကာတနာအတွက်အသုံးချခံရလို့စိတ်နာစရာတောင်ကောင်းသေးတယ်။ပြီးတော့ဒါဟာမောင်းလက်ဆောင်တစ်ခုတည်းသောအမှတ်တရပစ္စည်းလေးလေ။မောင်အချိန်မပြုံးနိုင်တော့ဘူးချစ်ရဲ့အတိုင်းဝိုင်းက တိမှတ်ပြုတဲ့နေ့ရောက်အောင်မောင်ကြိုးစားမယ်။မောင်စာတိမျိုးကိုပြန်ပြီးမောင်အောင်လုပ်လုပ်မယ်။ပြည့်ပြည့်စုံစုံဖြစ်မှပြန်လာမယ်ချက်။ချက်ရင်ထဲကအမြဲအောင်နေတာအဆုတ်ရောဂါလို့ထင်ပါရဲ့။ချက်သေးသွားရင်တောင်မောင်မျက်နှာကိုမြင်လဲရပါမလား။မတီပါနဲ့အုံးချက်ရဲ့ချက်သေးသွားရင်မောင်ကပန်းကလေးတစ်ပွင့်ကလွဲပြီးဘာမှပေးလိုက်နိုင်မှာမဟုတ်ဘူးတဲ့။ကျမတို့နှစ်ယောက်ခွဲရတာ အကြာကြီးပါပဲဖေဖေတို့မမတို့ကတော့မောင်းဆိုတာကျမရဲ့ဘဝတွေကအပိတိုင်ပြောက်ွယ်သွားပြီလို့ထင်နေကြတာနေလို့ချင်တာတွေလုပ်နေတာတွေတော့ဟုတ်ပါရဲ့အိမ်အောင်လေးပါလေးပြုတ်ပါတော့လားနင့်အသက်မငယ်တော့ဘူးတဲ့ငါကဘသူ့ကိုယူရမှာလဲဆိုတော့နင့်ကိုငါယုံကအရာရှိတယောက်နဲ့ဆက်ပေးမှာပေါ့တဲ့လင်းတယောက်ကိုရှာဖွေဆက် ရှာပွေဆက်ဟက်ပြီးမှယူရမဲ့ဘဝမျိုးတော့ဘယ်တော့မှမလိုချင်ဘူးဟေးဆိုတော့မမကမျက်နှာအကြီးကျယ်ပြတ်သွားတယ်။သူ့ကိုဓာတ်ရိုက်ထိပါသွားတာ哦။ရင်တော်တော်ကြီးကျယ်တယ်။အေးလူကတော့ဘာမှမဟုတ်ပါလို့ပြောပါအောင်လား။အဲ့နောက်မမနဲ့တော်တော်ကြာစကားမပြောဖြစ်ကြဘူး။ပြပွဲတွင်မို့ပကြီးကားလဲရေးနေရတယ်။ကျမအခန်းထဲကိုမမကဘယ်တော့မှမလာဘူး။ ပကြီကားတွေကြည်ရတာခေါင်းမူးတယ်တဲ့ကျမကလည်းမမအတိုင်းဝိုင်းရလူတွေနဲ့တွေ့ရတာသူတို့ပြောတဲ့စကားတွေနားထောင်ရတာခေါင်းမူးတာပါပဲအဲ့အပြက်အစားပြက်ဒန်းနဲ့ကျမအိရတဲ့လဲမှမမလည်းစကားပြောပေါ်ရတယ်ဒါတောင်ညီမလေးကပြောမှကျမနေမကောင်းဘူးဆိုတာသိတာဖေဖေကတော့အမြဲအလုံများနေတတ်တာနိုင်ငံသားတောင်တစ်ခေါက်ထွက်သွားသေးတယ်ဖေဖေပြန်လာမှစီယုံတင်မှုစီစဉ်တယ်ကျမအပြင်းထန်ညင်းတယ်ကျမလုံးကမပြီးသေးဘူးလीငနေကြံသေးတယ် အဲ့ဒါမပြီးပဲကျမမသေးနိုင်ဘူးကျမစိတ်ကလိုလိုတည်တယ်တစ်ချိန်တည်းမှာပဲမောင်လဲပဲအပြင်းထန်ကြိုးစားနေမှာကျမပြုံးကနေဝမ်းသာသွားရအောင် မောင်ကအလုံးနဲ့တက်တည်ပြမှာကျမတို့နှစ်ယောက်အကြံတူနေပြီဆိုတာသိတယ်မောင်နဲ့ကျမဘလောက်ပဲဝေးနေနေအမြဲတမ်းစိတ်ချင်းအဆက်အသွယ်ရှိတယ်မောင်နဲ့ကျမအလွန်ခမ်းနားစမ်းကြဲတဲ့အမှုပညာပြကန်းလေးမှာပြန်ဆောင်ကြပါလိမ့် ဲ့ဒီအချိန်မှာလူတွေကကျမတို့နှစ်ယောက်ကိုအလွန်အံ့ဩဝမ်းမြောက်စွာနဲ့ချီးမွမ်းဂုဏ်ပြုကြလိမ့်မယ်။ကျမတို့နှစ်ယောက်ကပီတိအပြုံးတွေနဲ့အတူကြည်နူးနှစ်သိမ့်နေကြလိမ့်မယ်။ဒါပေမဲ့ကျမနောက်ဆုံးအင်အားတစ်ယောက်ကိုအစွမ်းကုန်တုံးပြီးလိုက်တဲ့အချိန်မှာတော့နေရာမှာပဲပုံကြသွားတော့တာပါပဲ။ဒီအချိန်မှာမှစီးရုံကိုပို့ချင်ပို့ဆိုတော့ဖေဖေကဒေါသတကြီး အော်တော့တာပါပဲ။မိုက်လိုက်တဲ့သမီးခေါင်းမာလုံးတဲ့သမီးတဲ့ ဟောအခုတော့လဲဖေဖေကတောကမျက်နှာကိုအပြုံးနဲ့ဖုံးပြီးလုတ်ဘော်ကိုင်းဘက်တွေကိုဧကခံနေတယ်။အားလုံးကိုပန်းနေကြကကျမကို တစီတစောင်းလာကြည့်ကြတယ်။ဖေဖေမှာကျမလိုသမီးတယောက်ရှိတယ်ဆိုတာအခုမှသိကြတာ။သူတို့သိတာအရာရှိမမရဲ့စီချောင်းသူညီမလေးရဲ့ကျမဘာလုပ်တလဲဆိုတဲ့မေးခွန်းတော့သူတို့မမေးကြဘူး။ညီကြီးမှုအရာထင်ပါရဲ့ ဖေဖေတို့မမတို့ကလည်းကျွန်မဘာလုပ်တယ်ဆိုတာမပြောကြဘူးဧည့်သည်တွေကိုလူဆောင်အောင်ပြန်နှုတ်ဆက်ရတခြားစကားတွေပြောရတာနဲ့တင်မအားရတော့ဘူးလေ။အော်ပန်းခွေတွေကိုလည်းနာမည်တစ်ခုအပေါ်တစ်ခုမထက်ရအောင်အားလုံးမြင်သာအောင်စီစဉ်နေရချနေရသေးတာ။လူတွေများလာပြီ။အချိန်ကလည်းတိတ်နီးနေပြီ။တချို့ကဆိုနိုင်ကိုတောင်မတိမသာခိုးကြည့်နေပြီ။ဒါပေမဲ့ ကျမအမျော်လင့်ဆုံးအရာကရောက်မလာသေးပါလားကျမနဲ့ပတ်သက်တဲ့လူနည်းသူလေးကတနေရာမှာစုဝေးပြီးငြိမ်သက်စွာထိုင်နေကြတယ်လူတွေအများကြီးထဲမှာကျမချစ်တဲ့လူစုကနည်းနည်းလေးပါပဲအဲ့ဒီနည်းနည်းလေးရပဲကျမအပေါ်ထားရှိတဲ့မေတ္တာစေရနာအပြည့်ရှိတယ်လို့ထင်တယ်သူတို့ဒါလဲကျမလောကကြီးတွေကထပ်သွားတာကိုနှမျောတတကြသူတွေ ကြံလူတွေကတော့လောကကြီးမှာကျမရှိခြင်းမရှိခြင်းအတွက်ဘာမှအကြောင်းမထူပါဘူးအဲ့ဒီလူနေဆိုတဲ့ကမှတယောက်တော်သူကိုကျမအမျော်လင်းအတောင့်တဆုံးဒါကိုတော့သူတို့နားလဲခွင့်လွတ်ကြမှာပါ ကျမဆန္ဒကိုလည်းပြေဝစီခြင်းကြမှာပါလေအချိန်ကတဖြည်းဖြည်းနီးကပ်လာပြီကျမရဲ့ရုပ်ခန္ဓာဟာမကြခင် လောင်ကျွမ်းပျက်စီးတော့မယ်ကျမရဲ့ဝိညာဉ်ဟာလည်းလွင့်ပါထွက်ခွာသွားရတော့မယ် နောက်ထပ်မိခိုရာရှာဖွေရမယ်။တန်တရာကမလေးလို့တည့်၍ဘဝအဆက်ဆက်ကျင်လည်ရမယ်။အဲ့လိုနောက်ဘဝလေးတစ်ခုမကူခင်ကျမရဲ့ဆန္ဒလေးတစ်ခုတော့ပြည့်သွားချင်ပါသေးတယ်။ကျမရဲ့ဆန္ဒတွေဆုံးရှုံးရတော့မှလား။မမရဲ့နောက်ဆုံးငိုရှိုက်တံကိုတောင်ကြားနေရပြီ။လူတိုင်းဝိုင်းအပေါင်းအသင်းတွေကဖေးမှနှစ်သိမ့်နေလေရဲ့။ရည်စရာပါပဲ။ ဖေဖေကကျမမျက်နှာကိုနောက်ဆုံးကြည့်တယ်။တကယ်တော့ကရောက်နေပုံပဲ။ဖေဖေတော့ကကတော့သမီးတယောက်ဟာ သူ့လိုရာပုံစံမဝင်ပဲလူလောကကထွက်ခွာသွားပြီရဲ့လို့ဂယုနာဒေါသောရှင်နေတဲ့ပုံပဲ။ဘာပဲဖြစ်ဖြစ်ကျမဘဝကိုကျမချိန်နဲ့တယ်။လှုပ်ရှင်တာတွေလှုပ်ခဲ့ပြီးပြီ။ဒါတွေကိုအကောင့်ထဲပေါ်ဖို့တယောက်ယောက်ကိုတော့တာဝန်ပေးခဲ့ခြင်းနဲ့။မောင်ဝဲဖြစ်လေမလား။ညီမလေးကိုတော့မှားခဲ့ပါဗျ။ ငါတည်သွားရင်ငါပကြီးတွေပြပွဲတင်တော့မမကလည်းသိစိတ်ကူးရင်တာပဲဒါစိတ်ကူးရင်တော့မဟုတ်ဘူးမိငယ်လူဆိုတာဘာကိုမဆို မျောလင့်ထားရတယ်မတည်ခင်ငါဟာတခုခုကိုလုတ်သွားတယ်ဆိုတာဖေဖေသိစီချင်တယ်ငါဟာကလေးကချီနေခဲ့တာမဟုတ်ဘူးဆိုတာဖေဖေသိရမယ်မမတိတ်ဆိတ်ကြီးတယ်နော် ။အော်ညီမလေးကကျမကိုနားလည်သားပဲ။အခုလဲညီမလေးငိုနေပြီ။သူတကယ်ငိုနေပြီ။ကျမရင်ထဲကအောင့်ပြီးချောင်းဆိုးရင်တွေးစာတွေပါလာတာသူအချိန်နှောင်းမှသိရတယ်လေ။ဟော။သူတို့ကျမအနာကိုရောက်လာပြီ။ကျမကိုပန်းတွေချားကမယူနေကြပြီ။တစ်တာရှိရှိတဲ့ထဲ့နေကြပြီ။အိုးနေပါအောင်။ကျမရင်ခွင်မှာပန်းကလေးတစ်ပွင့်တဲဆောင်သွားဖို့ချန်နေသေးလို့ပါ။စောင့်ကြပါအောင်နော်။ အချိန်နဲ့တိတိကျကျလှုပ်ရှားနေရတဲ့မြို့ပြအရေးအောက်ကလူတွေဟာကြာကြာဟန်မဆောင်နိုင်ကြဘူးဒီရုပ်ခန္ဓာကိုမိလောင်ကျွမ်းစေခြင်းမီမြ мян ကိစ္စပြီးစေခြင်းမီသူတို့မှာလှုပ်ရှားအလုပ်တွေအများကြီးရှိသေးတယ်ဒီနေရာကဝစ်ကြေဝစ်ကုံနှုတ်ဆက်ပြီးအိမ်ပြန်ကျင်လာပြီဆိုတာတိတာလုံးနဲ့ကျမရဲ့ရုပ်ခန္ဓာကိုတည်ဆောင်စပြုတ်ပြီးတရွေ့ရွေ့တည်ဆောင်ကြပြီမျော်လင့်ချက်တွေစိတ်သုံးကုန်ပါပြီ ီဘကန်းနဲ့ဟိုဘကန်းဟာအနီးလေးပါလားခရင်ဟာဆုံးပြီ9မိနစ်တာအချိန်ကာလအတွင်းလူတွေညင်သက်စွာလမ်းလျှောက်နေကြတယ်ရောက်ပြီနောက်ဆုံးအချိန်ဖြစ်ကျမရဲ့ရုပ်အလောင်းကိုဖြန့်ကြည့်နေကြပြီအိုးဖယ်ချစမ်းပါခဏလေးဖယ်ချစမ်းပါခဏလေးဖယ်ချစမ်းပါကျမကိုတကယ်တန်ဖိုးမထားတဲ့သူတွေဟန်ဆောင်လောကဝတ်ပြုတ်နေသူတွေ ဖဲကြပါအောင်ရှင်သူလာနေပြီလေမောင်လာနေပြီမောင်လက်ထဲမှာနှင်းစီပန်းလေးတစ်ပွင့်မောင်ရဲ့ခြေလန်းတွေကလေးကန်လာကြည့်မြ мян လာပါမောင်ရဲ့မောင်ကိုဖဲပေးလိုက်ကြပါမောင်ကျမအနာတိုးလာတယ်ကျမချစ်သောမိတ်ဆွေတစုကမောင်ကိုကျမအနာရအောင်တွန်းပို့ပေးလိုက်ကြတယ်မောင်ကျမမျက်နှာလေးကိုအနီးကပ်ငုံကြည့်ရဲ့နောက်ဆုံးတော့မောင်ရောက်လာခဲ့ပြီနော် ငိုပါနဲ့မောင်ရဲ့ကျမရဲ့ရင်ခွင်ထက်မှာမောင်တင်ပေးတဲ့ပန်းလေးတစ်ပွင့်ကိုတည်ဆောင်ပြီးကျမကဘဝကူတကားကိုဖျက်ဖို့အရှင်ဟုန်ပြင်းလာတဲ့မိတော်မိလျံနေကြောကျင်းနှက်ဆောင်ဟာတိုးဝင်ခဲ့ပါတော့တယ်ဝတုတို့လေးကတော့ဒီနေရာမှာပဲအဆုံးသက်သွားပါပြီရှင်နားစင်ခံသားပြည်သူအားလုံးကျေးဇူးအထူးတင်ရှိပါတယ်ကျမတို့ရဲ့ ခွန်အား channel လေးကနေတူတာရတာစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နားဆင်သူအပေါင်းကိုစိတ်နှပါရှင်လန်းချမ်းမြေကြပါစေရှင်။